မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အားဖြင့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်အေဖာဩရာစာခန်းကြီး၄အပိုက်ငယ်၁၁ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ခရစ်တော်ဤကိုတော်ကိုတိဆောက်၍ဓမ္မဆရာဤအမှုကိုပြုတ်တက်မိအကြောင်း ဒီကျမ်းစာကိုကြည့်တဲ့အခါမှာခရစ်တော်ဤကိုတော်ကိုတိဆောက်တယ်ဆိုတဲ့စကားလေးကို တွေ့ရပါတယ်။တချို့သူတွေကိုတော့တဲ့တမန်တော်အရာမှာခံထားတယ်တချို့တွေကိုတော့ prophet အရာခံတယ်တချို့တွေကို သာသနာပြုဆေရအရာမှာခံတယ်တချို့တွေကို သင်အုပ်တချို့တွေကိုဆေရစသဖြင့်အတီးတီးခံထားတယ်လို့ပြောပါတယ်အဲ့တော့သူတို့တွေကဘာလုပ်ရလဲဆိုရင်တန်ရှင်းသောသူတွေကို ပြင်ဆင်ပေးရတယ်တဲ့ တန်ရှင်းသူတွေဆိုတာကခရစ်တော်ရဲ့ကိုခန္ဓာတော်ဝင်နေဖြစ်ပြီးတော့အင်္ကာခြင်းနေဖြစ်ပါတယ်။အဲ့ဒီတန်ရှင်းသူတွေကိုတိဆောက်ပြီးတော့မှဓမ္မဆရာဤအမှုကိုပြုတ်တက်စေဖို့ရန်အတွက်သခင်ရှုခရစ်တော်ကအသီးသီးဝိညာဉ်ရေးရာအလုပ်တွေကိုလုပ်ဖို့ရန်ခံထားပေးတယ်ဆိုတာကိုတွေ့ရပါတယ်။အဲ့တော့ဓမ္မဆရာတွေကဓမ္မဆရာ အမှုကို ပြုတ်တက်ဖို့တနည်းအားဖြင့်ဝိညာဉ်ရေးရာအလုပ်တွေကို လုပ်တက်ဖို့ ုံသင်ပေးရမယ့်တာဝန်ရှိတယ်ဆိုတာကိုတွေ့ရပါတယ်။လူတိုင်းကတော့တမန်တော်တွေမဖြစ်ပါဘူး။လူတိုင်းကလည်း prophet မဖြစ်ပါဘူး။လူတိုင်းကသာသနာပြုမဖြစ်သလိုလူတိုင်းကသင်အုပ်လည်းမဟုတ်ပါဘူး။လူတိုင်းကဆရာတွေလည်းမဖြစ်လာနိုင်ပါဘူး။သို့တော်လည်းပဲယုံကြည်သူတိုင်းကအမှုတော်ဆောင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်သူတိုင်းကဓမ္မအမှုကိုပြုတ်တတ်သောသူဖြစ်ဖို့ဝိညာဉ်ရေးရာမှာလှုပ်တက်ဂိုင်တက်တဲ့သူဖြစ်ဖို့တော့လိုပါတယ်။ ဒါကြောင့်မလို့ဥဆောင်ဥရွက်ပြူရမဲ့သူတွေကဥဆောင်ပြီးတော့နောက်ကနေလိုက်ပြီးတော့ပါဝင်လုတ်ကန်ရမဲ့သူတွေကလည်းဝิญဉေးရမှာလုတ်ကန်တက်ဖို့လိုပါတယ်။အရေးပြအကောင်ထင်ဖို့လိုပါတယ်။ဒါကြောင့်မလို့ဆရာလုတ်တဲ့သူကတော့ဆရာအနေအမှာလုတ်ရမှာဖြစ်တယ်။နောက်လိုက်တွေကလည်းဆရာခိုင်းတဲ့အရာ တွေကိုလုတ်တက်ဖို့ဝิญဉေးရအလုတ်တွေကိုကျွမ်းကျင်ဖို့ရန်အတွက်သင်ယူကြရမှာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ ဒီနေရာမှာကျွန်တော်စဉ်းစားမိတာလေးနှစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ဆက်ကတ်တဲ့သူနဲ့ရွေးချယ်ခွဲခန့်မှတ်သားခံရတဲ့သူနဲ့မတူဘူးဆိုတာကိုသိဖို့လိုပါတယ်ဝိညာဉ်ရေးအလုံးမှာဘုရားသခင်ကတီးချာခွဲခန့်မှတ်သားပြီးတော့မှရွေးချယ်ထားတဲ့သူရှိပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့အလုပ်တစ်ခုသွားလျှောက်တဲ့အခါမှာအလုပ်ရှင်ကသူလိုချင်တဲ့အနေထားရှိတဲ့သူကို လုပ်ငန်း တာဝန်အနှစ်မှာဖြစ်ပါတယ်တနည်းအားဖြင့်အလုတ်ခန့်မှာဖြစ်ပါတယ်အရေးချင်းဘလောက်ပဲရှိရှိအတွေ့အကြုံဘလောက်ပဲရှိရှိရွေးချယ်ခံရတဲ့သူကသာလင် အလုတ်တာဝန်နဲ့လာစားရမှာဖြစ်ပါတယ်ထိုးနည်း၎င်းပဲဘုရားသခင်အမှုတော်မြတ်လုပ်ငန်းထဲမှာလဲဘုရားသခင်ရွေးကောက်တဲ့သူကတော့ဘုရားသခင်ရဲ့တာဝန်ယူမှုနဲ့အတူလုပ်ပိုင်ခွင့်တွေကိုရရှိမှာဖြစ်ပါတယ်တော်တော်လေးပဲဆက်ကတ်တဲ့သူကကြတော့အဲ့လိုမဟုတ်ပါဘူး။ဘုရားသခင်ကိုချစ်လို့ ဝိညာဉ်ရေးရာမှာ စိတ်အားကြီးလို့ဝိညာဉ်ရေးရာအလုပ်တွေမှာတအားတည်း၍ပါဝင်ဆက်ကပ်တဲ့သူမျိုးဖြစ်ပါတယ်။သူကတော့စိတ်စေတနာနဲ့ဘုရားကိုချစ်လို့ပါဝင်တာစေတနာဝန်တန်းလိုမျိုးဖြစ်ပါတယ်။ဒါကြောင့်မလို့ဆက်ကပ်တဲ့သူတွေများတာကောင်းပါတယ်။ဒါပေမဲ့ဆက်ကပ်တဲ့သူဘလောက်များများခတ်အချင်းခံရတဲ့သူကတော့မများပါဘူး။ဘုရားသခင်ခွဲခတ်မှတ်သားတဲ့သူကတော့ဘုရားရဲ့တာဝန်ယူမှုနဲ့ ဘုရားသခင်အတုံးကိုခမ်းရမှာဖြစ်ပေမဲ့ဆက်ကတ်တဲ့သူကတော့တခြားအလုပ်တွေကိုလုပ်ရင်းဝိညာဉ်ရေးအလုပ်တွေကို ပါဝင်အစေခံနိုင်ပါတယ်။ဒါကြောင့်မလို့ခရစ်တော်ရဲ့ကိုတော် ကိုတိဆောက်တဲ့နေရာမှာယုံကြည်သူတိုင်းဟာဝိညာဉ်ရေးအလုပ်တွေကိုလုပ်တတ်ဖို့လိုပါတယ်။ဒါမှပဲဆက်ကတ်အစေခံလို့ရမှာ ဖြစ်ပါတယ်။ဒီအတွက်သူတို့ကိုလေ့ကျင့်သင်ကြားပေးဖို့ကြတော့ဘုရားသခင်ခွဲခတ်မှတ်သားတဲ့ ခတ်အပ်ခြင်းခံရတဲ့ဆရာတွေလိုပါတယ်။သင်အုပ်တွေဓမ္မဆရာတွေသာသနာပြုတွေပရိုဖက်တွေတမန်တော်တွေအားဖြင့်ယုံကြည်သူတွေကိုတိဆောက်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်အသင်းတော်မှာ လေ့ကျင့်သင်ကြားခံရမဲ့ယုံကြည်သူတွေနဲ့လေ့ကျင့်သင်ကြားပေးမဲ့ဆရာတွေဆိုပြီးရှိပါတယ်။ခွဲခန့်မှတ်သားခြင်းခံရတဲ့သူတွေနဲ့ဆက်ကပ်မဲ့သူဆိုပြီးတော့မှနှမျိုးရှိပါတယ်။ဒါကြောင့်မိတ်ဆွေတို့ရဲ့အသက်တာမှာကော စက်ကပ်နေတဲ့သူလားဘုရားသခင်ရွေးကောက်ခွဲခတ်မှတ်သားခံရတဲ့သူလားဆိုတာကိုကွဲကွဲပြားပြားသိဖို့လိုပါတယ်ဘုရားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုယ်တော်ကိုယေရှုတင်တဲ့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာခရစ်တော်ရဲ့ကိုယ်တော်ကိုတိဆောက်တတ်သောသူများဖြစ်စေပါတန်ရှင်းသူတွေကိုပြင်ဆင်တတ်သောသူများဖြစ်စေပါကိုယ်ပဲနေရာမှာရှိလဲဆိုတာသိပြီးမှဝိညာဉ်ရေးအလုပ်တွေကိုလုပ်တဲ့ုံသာမကြ ဘုရားသခင်ရဲ့အမှုတော်ကိုထမ်းရွက်နိုင်စေဖို့ပြင်ဆင်တော်သူဖြစ်စေတော်မူပါယေရှုတင်နေနှုတ်ကပတ်တော်အတွက်ယေရှုတင်နေကြားနာရတဲ့သူအရောက်တိုင်းပေါ်မှာတရှင်သောဝိညာဉ်တော်ဘုရားဆက်လက်သွန်သင်လမ်းပြပါမိအကြောင်းတပည့်တော်သားတော်သခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကပ်၍ဆုတောင်းပါ၏အာမင်